ဂျပန်နိုင်ငံရဲ့အမျိုးသမီးဝင်ကြီးချုပ်ဒါကာအင်းချီကထိုင်ဝမ်ကိုတရုတ်ကျူးကျော်သိမ်းပိုက်လျင်ထိုင်ဝမ်ဘက်မှစီးရီးရရက်တီရမယ်လို့ပြောဆိုခဲ့ပြီးနောက်တင်းမာမှုမြင့်တက်နေတဲ့တရုတ်နဲ့ဂျပန်တို့ရဲ့တတိယကမ္ဘာစစ်ကြီးဟောင်းစတင်သွားနိုင်ကြောင်းစီးရီးကျွမ်းကျင်သူများကသုံးသပ်လျက်ရှိပါတယ်။ရင်းသူပြောကြားခဲ့ပြီးနောက်တရုတ်ဘက်ကဂျပန်တန်မတ်ကိုခေါ်ယူတွေ့ဆုံသတိပေးကတရုတ်နိုင်ငံသားများဂျပန်သို့မသွားရင်သတိပေးအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်ဘက်မှလည်းထိုင်ဝမ်နဲ့အနီးဆုံးယိုနာဂူနီကျွန်းတို့မဟာဗျူဟာဒုံးကျည်များအားကနေဦးစီစဉ်ထက်ဆောပို့ဆောင်သွားရန်လှုံ့ဆော်နေပြီးဒေသတွင်းတင်းမာမှုကိုမြင့်တက်စေသလိုစည်ရည်ရရန်လူချင်းဖြစ်ကနာကျင်ခံစားရမယ့်ပေးဆက်မှုမျိုးရှိလာလိမ့်မယ်လို့တရုတ်ကချိန်ချောက်ခဲ့ပါတယ်။ဒေသတွင်းတင်းမာမှုကဒုတိယကမ္ဘာစစ်ပြီးကတည်းကစစ်ကိုစိတ်ကုံပြီးစည်ရည်ပြင်ဆင်မှုများတိတ်မလုပ်ခဲ့သောဂျပန်ဟာယခုစစ်ဆေးပြင်ဆင်မှုများတွင် များစွာရင်းနှီးမြှုပ်နှံနေပြီဖြစ်ရာထိုင်ဝမ်ရေးမှသည်တရုတ်နှင့်ဂျပန်တို့ဆစ်ဖြစ်ပြီးတတိယကမ္ဘာစစ်ကြီးစတင်လာနိုင်သည်ဟုစစ်ရေးကျွမ်းကျင်သူများကသုံးသပ်နေကြကြောင်းလည်းသိရှိရပါသည်။ဖြစ်တဲ့စစ်ရေးသူတွေသည်ဖိလစ်အင်ဂရန်ကလည်းဂျပန်သည်စစ်ရေးအရှိန်မြင့်တက်မှုများနဲ့လက်ရှိအမျိုးသမီးဂျပန်ဝင်ကြီးချုပ်သည်ပုံမိုစိတ်ထက်ပြက်သားခိုင်မာသူဖြစ်သောကြောင့်တရုတ်ကိုပြက်သားစွာရင်ဆိုင်လိုက်မိဖြစ်ပြီးချက်လီရင်များစစ်သည်မော်များနှစ်နိုင်ငံအကြားထိတိုက်တွေ့မှုများလည်းဖြစ်နေသောကြောင့် တရုတ်ဂျပန်စစ်ပွဲဖြစ်ပွားနိုင်သည်ဟုသုံးသပ်ခဲ့လျက်ရှိပါသည်